အတက်ဆန်ညာနဲ့ပူထွက်လင်းခြင်းမှုပြုလုပ်နေခြင်းကဖန်အတွက်ဘလို့အကျိုးကျေးဇူးတွေရရှိလာစေနိုင်မလဲ။ပေးသက်များလုံးမဲမင်္ဂလာပါ။မန်ချက်စတာဖုတ်ဘောဆောင်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်။ချင်းလင်းဖန်ကတော့လက်ရှိချိန်မှာမင်တယ်ဝိတ်တန်းရဲ့ချန်ပီယံဟောင်းဂျီတူဖြစ်တဲ့အတန်ဆန်ညာနဲ့ပူထွက်လင်းခြင်းကန်းတွေပြုလုပ်နေတယ်လို့သိရပါရယ်။ အဒန်ဆန်ညာက rival element striking defense အားနည်းတဲ့ fighter တွေအဖြစ်တာကြောင့်အခုလိုမျိုးအဒန်ဆန်ညာနဲ့လေ့ကျင့်မှုတွေပူးတွဲပြုလုပ်တာက van ကိုပွဲထိုးတဲ့အခါမှာအကျိုးသက်ရောက်မှုတွေကောင်းကောင်းပေးနိုင်ပါတယ်အခုလိုလေ့ကျင့်မှုတွေအတွက် Joshua ပဲရရှိနိုင်မယ့်ကောင်းကျိုးတွေကိုထုံထုံကြည့်ရမယ်ဆိုရင်ထိုးချိန်နည်းစနစ်များ striking technique ပိုင်းမှာပို့ပြီးတော့အားကောင်းလာနိုင်ပါတယ်အဒန်ဆန်ညာ UFC တပိုင်းမှာအကောင်းဆုံးထိုးချိန်သမားတွေတဲ့ကဒူးဖြစ်ပြီးသူ့ရဲ့တိကျတဲ့ထိုးချိန်ဟန်အကွာဝေးထိန်းချုပ်မှု distance management နဲ့ထိုးချိန်ထွက်ပုံတွေကကမ္ဘာစစ်မီဖြစ်ပါတယ် ဖန်ဖလိုင်းဝေးကစားသမားဖြစ်ပြီးသူရဲ့ထိုးချိတ်ဟန်ဟာအလွန်များဆန်ပြီးပေါက်ချက်ပြင်းထန်ပါတယ်။အဒက်စညာနဲ့လေးချင်ရင်သူရဲ့ထိုးချိတ်နည်းစနစ်တွေကိုပုံမတန့်ဆင်နိုင်ပါတယ်။ဥပမာခြေစလုံးကန်ကျပ်ထိုးချိတ်ပုံပြောင်းလဲမှုနဲ့တံပြန်ထိုးချိတ်နည်းတွေကိုသိယူနိုင်ပါတယ်။အဒက်စညာရဲ့ထူးခြားတဲ့လှုပ်ရှားမှုပုံစံကဖန်ရဲ့ဖလိုင်းဝေးတဲ့အစင်တန်းမှာပြိုင်ဘက်တွေကိုအံအံသင့်စေနိုင်တဲ့လက်ကွက်တွေကိုထည့်သွင်းပေးနိုင်ပါတယ်။အဒက်စညာနဲ့လေးချင်တဲ့အတွက်ဖန်နေတဲ့အလေတန်းကစားဟန်မေရစ်ဂိမ်းမှာလည်းတိုးတက်မှုတွေရှိလာနိုင်ပါတယ်။ အဒက်စညာဟာအကွာဝေးထိန်းချုပ်မှုနဲ့ mid range game မှာထိုးသက်ရင်ပြိုင်ဘက်ကိုထိခိုက်အောင်လုပ်နိုင်တဲ့ကျွမ်းကျင်မှုရှိပါတယ်။ Van Den ရဲ့ flyweight တန်းမှာပုံမပြင်းထန်တဲ့အလေတန်းကစားဟန်ကိုဖော်ဆောင်နိုင်ရင်ပြိုင်ဘက်တွေရဲ့ချင်းကပ်မှုကိုထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။နောက်ထပ်အားကောင်းလာနိုင်ခြေတစ်ခုကတော့စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှု mental control နည်းပိုင်းမှာဖြစ်ပါတယ်။အဒက်စညာသူ့ရဲ့စိတ်ပိုင်းဆိုင်ရာခိုင်မာမှုနဲ့ပွဲတွင်ဖိအားကိုဂိုင်းတွင်နိုင်တဲ့စွမ်းရည်ကြောင့်ထင်ရှားပါတယ်။ ဖန်နေတဲ့အထက်ဆန်ကြီးလေးချင်းစကမ်းမှာပါဝင်ရင်ဖီးယားအောက်မှာတည်ငြိမ်နေပြီးပြန်ဘက်ကိုစိတ်ပိုင်းဆိုင်ရာထိခိုက်အောင်လုံနည်းတွေကိုတည်ယူနိုင်ပါတယ်။အထက်ဆန်ကြီးလေးချင်းရေးမှာအသုံးပြုတဲ့အသက်ရှူနီးစနစ်နဲ့ရေကူးကန်တွင်လေးချင်းကန်တွေကဖန်ရဲ့အောက်ဆီဂျင်ဆုပ်ယူမှုစွမ်းရည်နဲ့စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုကိုမြင့်တင်ပေးနိုင်ပါတယ်။အထက်ဆန်ကြီး UFC မစ်တယ်ဝိတ်တန်းမှာနှစ်ချိန်ချန်ပီယံဖြစ်ခဲ့သူဖြစ်ပြီးကော်ရီးယားရောဘတ်ဝစ်တိတ်ကပူအာလူကွန်စတာတို့လိုကစားသမားတွေကိုအနိုင်ယူနိုင်ခဲ့သူပါ။ဖန်နေတဲ့ဒီလိုအဆင့်မြင့်ကစားသမားတွေနဲ့လေးချင်းရင်ထိတ်တန့်ပြိုင်ပွဲတွေအတွက်ပြင်ဆင်နေတဲ့အတွေ့အကြုံတွေကိုရရှိနိုင်မှာဖြစ်ပါတယ်။ CDK ပေါင်စည်းရဲ့နီးပြဖြစ်တဲ့ဘန်မန်ရဲ့ လမ်းညွှန်မှုအောက်မှာလေကျင်းခွင့်ရရင်ဖယန်နီးစနစ်ပိုင်းနဲ့ဖြူဝပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေကအသီးသီးသာသာတိုးတက်လာနိုင်ပါတယ်။ စီဒီကေပေါင်စင်မှာဂျန်ဟူကဂိုင်ကာရာဖရန့်စ်နဲ့ဗော်ဂန်နော့စကီတို့လိုထိတ်တန့်စားသမားတွေရှိနေတာကြောင့်ဒီအသင်းပေါ်တွေကနေဗန်ဟာအပြန်အလှန်တင်ယူမှုတွေစိတ်ပိုင်းဆိုင်ရာအားပေးမှုတွေရရှိနိုင်ပါတယ်။အဒက်ဆန်ညာကိုယ်တိုင်ကလည်းအသင်းပေါ်တွေကိုအားပေးတတ်သူဖြစ်ပြီးဂျန်ဟူကရဲ့ UFC 305ပွဲအတွက်ကူညီပေးခဲ့တဲ့တာဝန်ကားတွေရှိခဲ့ဘူးပါတယ်။အဒက်ဆန်ညာသူ့ရဲ့ပြသမှုပိုင်းဆိုင်ရာစွမ်းရည်နဲ့ပရိသတ်ကိုဆွဲဆောင်နိုင်တဲ့ကစားသမားဖြစ်ပါတယ်။သူ့ရဲ့အောက်တာကွန်ထဲမှာအကပြသမှုပြိုင်မဲ့ကိုလောင်ပြောင်မှုနဲ့ပွဲအတွင်းစိတ်ပိုင်းဆိုင်ရာဖိအားပေးနည်းတွေကဗန်အတွက်တင်ယူစရာတွေဖြစ်လာနိုင်ပါတယ်။ဗန်နေနဲ့ဒီလိုပြသမှုပိုင်းဆိုင်ရာအခြေအချင်းတွေ ကိုပုံပုံထဲသွင်းနိုင်ရင် rival နဲ့ပွဲအတွက်ပုံပုံကောင်းမွန်တဲ့ချိန်ကမှုနဲ့ပွဲကစားနိုင်မှာဖြစ်ပြီး flyway အဆင့်မှာပေးသက်အာယုံဆိုင်မှုကိုလည်းပုံပုံရရှိနိုင်ကော UFC ရဲ့စီးပွားဖြစ်တံမိုးကိုလည်းမြင့်တင်နိုင်မှာဖြစ်ပါလိမ့်အဒက်စညာ YouTube channel freestyle vendor မှာသူရဲ့လေ့ကျင့်ရေးဗီဒီယိုတွေပွဲသုံးသပ်ချက်တွေကိုမျှဝေတတ်သူဖြစ်ပြီး vendor လေ့ကျင့်ဘက်တွေကိုလည်းထည့်သွင်းဖော်ပြတတ်ပါလိမ့်ဒါကဖန်ရဲ့ပေးသက်ခြေခံ fan base ကိုချဲ့ထွင်နိုင်မယ့်အခွင့်အရေးတစ်ခုဖြစ်ပါလိမ့် နောက်ပြီးခန္ဓာရင်နဲ့သက်လုံပိုင်းမှာလည်းဖန်အတွက်ပုံမတိုးတက်လာနိုင်ပါပါအထက်ဆန်ညာရဲ့လေ့ကျင့်ရေးမှာပြင်းထန်တဲ့ကာဒီယိုလေ့ကျင့်ခန်းတွေရေကုတ်ကန်အတွင်းလေ့ကျင့်ခန်းတွေနဲ့အလေးမလေ့ကျင့်ခန်းတွေပါဝင်ပါတယ် ဖန်နီနဲ့ flyway အတွက်လိုအပ်တဲ့မြန်ဆန်မှုနဲ့ခန္ဓာရည်ကိုဒီလေ့ကျင့်ခန်းတွေကနေပုံပုံမြင့်တင်နိုင်မှာဖြစ်ပါတယ်။အခုလိုအဒက်ဆန်ညာနဲ့ဘူးအတွက်လေ့ကျင့်ခွင့်ရရှိခဲ့တာကြောင့်ဖန်ရဲ့ပြောင်းလဲပြင်လွန်တဲ့လှုပ်ရှားနိုင်မှုဘိုင်းမှာလည်းတိုးတက်လာနိုင်ပါတယ်။အဒက်ဆန်ကြီးရဲ့ကားပြသမှုကစားဟန်ဟာသူ့ရဲ့ပြောင်းလဲပြင်လဲမှုနဲ့လှုပ်ရှားနိုင်မှုပေါ်မှာမူတည်ပါရင်ဖန်နေနဲ့ဒီလိုလေ့ကျင့်ခန်းတွေကိုထည့်သွင်းရင်ပြင်မဲ့တွေရဲ့ထိုးချိတ်မှုကိုရှောင်ရှားနိုင်မှုနဲ့ထိုးချိတ်ထွက်ပုံတွေပုံမှန်ကောင်းမွန်လာနိုင်ပါရင်အချို့ဆိုရရင်ဖန်နေနဲ့အဒက်ဆန်ကြီးနဲ့ပူးတွဲလေ့ကျင့်နိုင်မှုဟာဗရန်နဲ့ရိုင်ဗန်နဲ့ပွဲအတွက်အဖက်ဖက်ကနေအကျိုးကျေးဇူးများပြားမှာဖြစ်ပြီးသူ့ရဲ့ UFC Flyweight ခီးလမ်းမှာအဓိကအောင်မြင် ြင်မှုတွေရရှိနိုင်မှုအခွင့်အရေးကြီးတစ်ခုလည်းဖြစ်ပါတယ်။ထို့ကြောင့်ဤစနစ်တွေစိတ်ပိုင်းဆိုင်ရာခိုင်မာမှုနဲ့ပေးသက်အာယုံဆိုင်မှုရရှိဖို့အလားအလာတွေရှိပေမဲ့ဒရန်ရရှိနိုင်ခြင်းအလေးချင်းထိန်းချုပ်မှုပြဿနာနဲ့လေ့ကျင့်ရေးမညီမျှမှုတွေကိုသတိထားဖို့လိုအပ်ပါတယ်။ဒီလေ့ကျင့်မှုကိုသူ့ရဲ့ flyway လိုအပ်ချက်တွေနဲ့မျှတအောင်ချိန်ညှိနိုင်ရင် driver နဲ့ပွဲမှာ van ရလက်ကောင်းနိုင်မှာပါ။ပေးသက်များကရောဘယ်လိုမြင်မိကြပါသလဲပြောပြခဲ့ကြလို့ရပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။